အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေကင်းလေးဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံအောင်တောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီနေ့နေ့လေကင်းမှာတော့ဒါ Manchester United တဲ့တင်းလေးပြောသွားမယ်ဒီနေ့9နိုင်မှာ Manchester United ရဲ့ဒါကျွန်တော်တို့ recap ရှိမယ်ဗောနော်အဲ့တော့ဒါဒီနေ့မှာ Manchester United တင်းနှစ်ပုတ်ဖြစ်သွားမယ်ဒါမနေ့ကဒါကျွန်တော် Arsenal နဲ့ပတ်သက်ပြီးတင်းနှစ်ပုတ်ဖြစ်ခဲ့လို့ပဲဗောနော်အဲ့တော့ဒါကျွန်တော်တို့အေးဗောတကြတဲ့ဟာဒီပဲ Manchester United ပဲတင်းတယ်ဆိုလဲတင်းတယ်ဗျကျွန်တော်မရှင်းပြတော့အာယုံကနောက်လာပြီဗောနော်ဗောတင်းတိုင်တက်လို့ကျွန်တော်တင်းရတာ ထားကြတော့အဲ့တော့ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာဒါကစားသမား၂ယောက်ကိုဒါတရားဝင်ချိန်ဆမှုတွေကိုပြုလုပ်နေပြီ။ဒါပထမဆုံးတယောက်ကဒါလက်ရှိမှာဒါကျွန်တော်တို့သိကြတဲ့အတိုင်းပဲ Elio Anderson အဲ့ဒီကိစ္စလည်းလည်းလေးပြင်းထပ်ပြောပေးမယ်။အခုလက်ရှိမှာဒါ Manchester United နဲ့ဒါကျွန်တော်တရားဝင်ချိန်ဆမှုတွေရှိနေတယ်ဆိုတဲ့ကစားသမားကိုသတင်းတွေတင်ဆက်လာတာ။သတင်း channel ကလက်ရှိမှာ Tier 2က Tier 3နဲ့ဒါတိုတယ်သတင်း channel တစ်ခုရှိတယ်။ Sky Sport Channel လို့ Tier 3 level ကစတင်ပြီးတင်ဆက်လာတာဖြစ်ပြီးတော့ Platigo ကဒါနဲ့ပတ်သက်ပြီးတော့တရားဝင်အတည်ပြုလာခဲ့တာကိုလည်းတွေ့ရမယ်တဲ့မှာပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းပြော ော့လက်ရှိမှာဒါကျွန်တော်တို့ sorry တော့အတန်မပိတ်မိအဲ့တော့လက်ရှိမှာအဲ့ဒါကျွန်တော်တို့ Borussia Dortmund ရဲ့တောင်ပိုင်းကစားသမားလေးဖြစ်တဲ့ Center Forward လေးဆော်လူရရတဲ့ဆိုတဲ့ကစားသမားဖြစ်တဲ့ဒါ ADRB ကိုတော့ဒါ Jorge Mendes ကဒါကျွန်တော်တချက် Manchester United စီကိုတရားဝင်သွားပြီးတော့ကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်လက်ရှိမှာ Manchester United အသင်းက ADRB ကိုစိတ်ဝင်စားမှုတွေရှိပြီးတော့ဒါဈေးသက်သက်သာနဲ့ရမယ်ဆိုရင်တော့ခေါ်ယူခြင်းနဲ့အတွေ့အကြုံတော့ Manchester United ဘက်ကနေပြီးတော့စဉ်းစားလာတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်အဲ့လက်ရှိမှာ Borussia Dortmund ကလည်းဒီကစားသမားနဲ့ပတ်သက်ပြီးအနာဂတ်နဲ့တော်တော်လေးကိုဒါစဉ်းစားရဝေ ွေဝါးရဆိုတဲ့ပုံစံမျိုးလေးတွေဆက်လက်ပြီးတော့တင်းတွေရထွက်ပေါ်နေတယ်လို့သိရတယ်မှာပါအဓိကကတော့ကျွန်တော်ဟော့ကင်းမန်ဒက်စ်ပဲကင်ထားတယ်ပေါ့နော်ဟော့ကင်းမန်ဒက်စ်ကင်ထားတဲ့အနေထားမှာလက်ရှိမှာအဒီယမ်မီကလက်ရှိဘိုရီရှာဒေါ်မွန်ရဲ့ဒီနောက်ပိုင်းနှစ်တွေမှာဒါကျွန်တော်တို့တော်တော်လေး valuable ဖြစ်တဲ့ကစားသမားလို့ပြောလို့ရတယ်။ Richard Domon ရဲ့လက်ရှိဒါအသင်းအတွက်ဒါကျွန်တော်ဈေးအကြီးဆုံးလက်ရှိကစားသမားရဲ့တယောက်လို့တော့ပြောလို့ရတယ်။ Market value ရဆိုလက်ရှိမှာ Adiyami က Euro 360လောက်နေနေပေါင့်နေတယ်ဆိုတော့တွေ့ရမှာပေါ့နော်။အဲ့တော့လက်ရှိမှာကစားသမားအနေနဲ့ဒါကျွန်တော်ကိုယ်တိုင်ကလည်းဒါကျွန်တော်တို့ဟိုရပါကိုယ်တိုင်ကလည်းဒါကျွန်တော်တို့ ော်တော်လေးကိုဒါအဆင်ပြေနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မတော်တော်လေးကိုဒါနေရာစုံမှာဆော့နိုင်တယ်ပေါ့အခုလက်ရှိမှာ Manchester United အသင်းခေါ်ယူထားတဲ့ဒါ Brian Ambuambu Matthews Corner ဒီလိုပုံစံမျိုးခက်ဆက်စင်းဒါကျွန်တော်နေရာစုံမှာကစားလို့ရတယ် left wing right wing ဒါ center forward တကယ်ကိုဒါကျွန်တော်ချီးကျူးထိုက်လောက်အောင်ဆော့လို့ရတဲ့နေရာစုံမှာပါဝင်နိုင်တဲ့အတွက်ကြောင့်ဒီကစားသမားတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလို့ရတဲ့အနေအထားမှာရှိတယ်။ပြည်ဒီစားသမားလက်ရှိမှာ Germany နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မတော်တော်လေးကိုတော့စောင့်ကြည့်ခြင်းစရာကောင်းတဲ့အနေအထားမှာရှိတယ်။အဲ့လက်ရှိမှာဒီကကစားသမားတွေဒါကျွန်တော်တို့ value ကကျွန်တော် Euro 360ဆိုပြီး transfer market ကရေး ထားခဲ့တယ်။စိတ်ဝင်စားစရာပဲလက်ရှိမှာဒီကစားသမားမှာစာချုပ်တက်တန်းရာတော်တော်လေးကိုကုန်ဘူးအတွက်နီးစပ်လာခဲ့ပြီ။လာမယ့်နှစ်ပေါ့ဟုတ်ပါဒီနှစ်ကိုထဲမတော့လာမယ့်နှစ်ကျရင်တနှစ်ကျော်ကျော်လောက်ပဲတနှစ်ခွဲလောက်ပဲဒါကြံတော့တယ်ဒါစာချုပ်တက်တန်းမှာတော့အဒီယာမီကလက်ရှိမှာဘရုရှာဒေါ်မွန်နဲ့စာချုပ်တက်တန်းမတိုးဘူးဆိုတဲ့သတင်းတွေလည်းထွက်လာခဲ့တယ်။အဓိကအဒီနီမှာဟိုဂင်မန်ဒက်စ်ပေါ့နော်။ဟိုဂင်မန်ဒက်စ်အနေနဲ့လက်ရှိမှာဒီကစားနဲ့ပတ်သက်ပြီးတော်တော်လေး advice လုပ်နေခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တဲ့နေရာမှာပါတယ်။လက်ရှိမှာအဒီယာမီကိုစိတ်ဝင်စားနေတဲ့ကလပ်ပြီးတော့တော်တော်လေးကိုများတယ်။ဒါပေမဲ့ဒီထဲမှာတရားဝင်ချိတ်ဆက်မှုတရားဝင်ဆက်သွယ်မှုပြုလုပ်ထားခဲ့တဲ့ကလပ်ကနှစ်ခုရှိတယ်။တစ်ခုကတော့ကျွန်တော် ို့ဘာစလိုနာအသင်းဖြစ်ပြီးတခုကတော့ Manchester United အသင်းဖြစ်တယ်။ United ကိုတော့လက်ရှိမှာ Hogan Mendes ကပို့ပြီးတော့ဆက်ဆံရေးကောင်းတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါဘာစလိုနာအသင်းထက်ဆိုင်ကစားသမားကိုဒါတကယ်တမ်းငွေပေးပြီးခေါ်ယူနိုင်မယ့်အနေအထားမှာဘာစလိုနာအသင်းထက်ဆိုင်ဒါ Manchester United အသင်းကပို့ဖြစ်တယ်လို့လက်ရှိမှာ Hogan Mendes ကသတ်မှတ်ထားတဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်မို့ဒါ Hogan Mendes အနေနဲ့လက်ရှိဒါကျွန်တော်တို့ကစားသမားကိုဒါ Manchester United အသင်းကိုခေါ်ယူမလားဆိုတရားဝင်ဒါချိတ်ဆက်မှုတွေကိုတရားဝင်ပြုလုပ်ခဲ့တာကိုတွေ့ရမယ့်တယ်မှာပါတယ်။ Manchester United ဘက်ကလက်ရှိမှာဒါကျွန်တော်ဒီနှစ်ဆောင်းရသည်မှာတော့ခေါ်ယူသွားဖို့ရာခိုင်နှုန်းနေတယ်။ခေါ်ခေါ်ခ ေါ်မဲ့ခေါ်လာမဲ့နေရာဒီလောက်မှာပဲခေါ်ယူသွားဖို့ရှိတယ်။စာချုပ်တက်တန်းတစ်နှစ်ပဲကျန်တဲ့ကစားသမားမန်ချက်စတာယူနိုက်တက်အသင်းကဈေးကင်ပြီးခေါ်ယူဖို့အတွက်ဒါတို့ကျွန်တော်ပြင်ဆင်လာခဲ့တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲ့တော့ဒီနေရာမှာဒါအာဒီယာမီအနေနဲ့လက်ရှိမှာသူကိုယ်တိုင်ကလည်းဒါသူ့ရဲ့နာခဲ့တဲ့ပတ်သက်ပြီးတော့ဘူရီရှာဒေါ်မွန်မှာတက်ဆက်နေတာဆိုရင်သူ့အနေနဲ့တခြားသောအသင်းမှာဒါကျွန်တော်တို့ ပရီးမီးယားလိဂ်ကိုပြောင်းသွားတာကသူတို့ကပို့ပြီးတော့အဆင်ပြေနိုင်မယ်လို့သူအနေနဲ့တွက်ထားရတယ်မှာပါပါတယ်အဲ့လက်ရှိမှာဒါကျွန်တော်တရားဝင်ချိတ်ဆက်မှုတွေကိုတော့ဒါမန်ချက်စတာယူနိုက်တက်ကပြုတ်လုံနေတယ်ဆိုတဲ့သတင်းကိုတော့ပလက်တီဂိုကဒါလက်ရှိဒါဘုရုဘာစကိုင်းဂျာမနီကရောတရားဝင်အတည်ပြုထားလို့ရပါပြီလို့ပြောလို့ရပါတယ်နောက်တစ်ယောက်ကဒါကျွန်တော်အဲလီယိုအန်ဒါဆန်အဲလီယိုအန်ဒါဆန်နဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့သတင်းတွေကတော်တော်လေးကိုတောင်းတောင်းဖြားဖြားသတင်းတွေစတက်လာခဲ့ဖြစ်တယ်လက်ရှိမှာအဲလီယိုအန်ဒါဆန်ကိုစိတ်မဝင်စားတဲ့ကလပ်ဆိုတာမရှိသလောက်နေတယ်ဒါပေမဲ့အဲလီယိုအန်ဒါဆန်နဲ့ပတ်သက်ပြီးမန်ချက်စတာယူနိုက်တက်အသင်းကအရင်ကြီးတော့ရ rush လို့မှာမဟုတ်ဘူးအရန်ကြီးဒါကျွန်တော်တို့အရန်တွန်းတို့တိုက်လို့သွားမှာမဟုတ်ဘူးလို့သိရတယ်ဒီမှာပါတယ်အဲ့တော့အင်္ဂလန်အသင်းတွေနဲ့အခုလက်ရှိဒါကျွန်တော်တို့အဲကျွန်တော်တို့ Elliot Anderson ကိုလည်းဒါကျွန်တော်အင်္ဂလန်အသင်းဘက်ကတော်တော်လေးကိုသဘောကျတယ်ဗောနော် ဲ့တော့ပြောချင်တာကအဲ့ဒီအန်ဒါဆန်ကခုလက်ရှိမှာပုံမှန်လင်းပြောပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်ပုံစံမျိုးလေးဖြစ်နေတယ်ပြိုတိုင်းကတဲ့နှင်းစီခိုင်ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့တာအဲ့ဒီအန်ဒါဆန်နေနဲ့နေရာစုံမှာတော့တော်တော်လေးဆော့နိုင်တယ်ဘယ်လောက်ထိဆော့နိုင်လဲဆိုအဲ့ဒီအန်ဒါဆန်ကဒါကျွန်တော်တန်ဖော့စ်မှာလက်ရှိပိုင်းမှာ left LM ပေါ့နော်ဒါကျွန်တော်လက်ရှိနောက်ပိုင်းမှာ LW ပဲတုံးကြတာပေါ့နော် LM ကတော့မှ trust ဆော့ပြီးတော့ဒါ short tight နေရာမှာပေးပြီးတော်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 ပြီးဒါကျွန်တော်ဆော့နေတာကိုတွေ့ရမယ်တယ်မှာပါအဲ့တော့အဲ့ဒီအန်ဒါဆန်နဲ့ပတ်သက်ပြီးဆိုရင် Manchester United ကတော်တော်လေးသဘောကျတယ်အင်္ဂလန်ကစားသမားလေးဖြစ်တဲ့လူငယ်လေးဖြစ်တဲ့အသက်ကအခုမှဒါကျွန်တော်တို့ဒါ23ပဲရှိသေးတယ်ဒါကွင်းလယ်မှာလည်းရေရှိ ေရသုံးလို့ရတယ်အဲ့တော့သူ့နေရာမှာ तू ကဘ누구အစားထိုးမဲ့ဘာလဲတော့ကျွန်တော်တို့မသိဘူးဗောနော်ဒါပေမဲ့အဲလီယိုအန်ဒါဆန်ကိုလက်ရှိမှာယူနိုက်တက်အသင်းနဲ့လာမဲ့နွေရာဒီမှာဒါကျွန်တော်တို့မာကီဆိုင်ငင်တစ်ခုအနေနဲ့ဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်ဒါစဉ်းစားနေလို့ဒီရတယ်မှာပါတယ်လက်ရှိမှာလည်းဒါသူ့ရဲ့ agent နဲ့ Manchester United တရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်နေခဲ့တယ်လို့တင်းနေရသိရတယ်လက်ရှိမှာအဲလီယိုအန်ဒါဆန်ကိုတိုင်ကလေ Manchester United ကိုပြောင်းဖို့စိတ်ဝင်စားတယ်လက်ရှိမှာသူ့ကိုစိတ်ဝင် Real Madrid လို့ City လို့ရှိပေမဲ့တကယ်တော့အဲလီယိုအန်ဒါဆန်ကအသင်းပြောင်းခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့သူ့မိသားစုအားပေးတဲ့ Manchester Manchester United အသင်းကိုသာသူကပြန်ပြီးတော့ပြောင်းရွှေ့ခြင်းတယ်ဆိုတဲ့သတင်းထွက်အဲ့တော့ဒါလက်ရှိမှာတော့ဒါ အဒီယာမီနဲ့မတူတာအေဂျင့်ကိုယ်တိုင်ကလည်းလက်ရှိမှာအလီယိုအန်ဒါဆန်စကားပြောနေတဲ့မန်ချက်စတာယူနိုက်တက်နဲ့ဒါပြင်ကျွန်မန်ချက်စတာယူနိုက်တက်အသင်းကိုလည်းအလီယိုအန်ဒါဆန်ကိုယ်တိုင်ပြောင်းရွှေ့ခြင်းတဲ့တဲမှာပါတယ်ဒါကယူနိုက်တက်အတွက်ကလက်ရှိမှာဒါကျွန်တော်ဘောနပ်ပုံစံမျိုးလိုတွေးရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာမန်ချက်စတာယူနိုက်တက်ကတော့လာမယ့်ဆောင်းရာသီမှာအပြောင်းရွှေ့လို့မှာဖာဘီဇီယိုရိုမာနိုရဲ့မနီးညကပေါ့ကတ်ကိုကျွန်တော်နားထောင်ဖြစ်ခဲ့တယ်မနီးညနားထောင်တဲ့ပေါ့ဒတ်မှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့လာမယ့်ဆောင်းရာသီအတွင်းမှာကစားသမားအဝယ်ဆိုတဲ့အကြောင်းကြီးပေါ့အဓိကအာရုံစိုက်သွားမယ်လက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကိုဘီမိုင်းလို ူကိုရောင်းတင်တလင်ရောင်းသွားမယ်ဆိုတဲ့သတင်းတွေပါအခုလက်ရှိမှာစတင်ပြီးရေးရေးလေးထွက်လာပြီဆိုပြီး Fabrizio Romano ကသူ့ရဲ့ဒါ vlog post မှာပြုတ်သွားပြီအဲ့တော့ပြောချင်တာအငါ plus အပိသက်ခေါ်ယူပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးကို United အသင်းကကိုယူမိုင်းတို့အတွက်စတင်ပြီးစဉ်းစားနေပြီလားဆိုတဲ့မိကိုမေးရမယ်တဲ့မှာပါတယ်။ဘာကြောင့်လဲ Napoli အသင်းကလက်ရှိမှာကျွန်တော်တို့ကိုယူမိုင်းတို့က ဒါတရားဝင်တာကျွန်တော်သူ့ရဲ့ agent နဲ့ချိတ်ဆက်မှုတွေကိုပြုလုပ်နေတယ်။နပိုလီသင်းကလက်ရှိမှာ Premier League က World Cup ကစားသမားမှန်တယ်များအခုချိန်မှာတော်တော်လေးကိုမှန်ကန်နေတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဆက်လက်ပြီးတော့ဒါ Manchester United သင်းစီကကစားသမားဆက်ဝင်ခြင်းနဲ့ Scott McTominay White Line ကိုလည်းပြီးသက်ဝယ်ယူဖို့လက်ရှိမှာတရားဝင်ဆွေးနွေးနေတယ်။အဲ့တော့ Kobe Mainu ကိုတော့လက်ရှိမှာ6လအငှချိန်နဲ့တက်တယ်ဆိုရင်တော့ရာသီကုန်ပြီးသက်ခေါ်ယူပိုင်ခွင့်နဲ့နပိုလီသင်းကလာမယ့်စောင်းရာသီအတွင်းမှာကစားသမားကိုတရားဝင်ကန့်လန့်မှုပုံစံမျိုးယူလုပ်သွားဖို့ရှိတယ်။တကယ်၍အကယ်၍အသင်းကဒါကျွန်တော်တို့ အပိသက်ခေါ်ယူပိုင်ခွင့်သာထည့်ခွင့်ပေးမယ်ဆိုရင်တော့အသင်းတသင်းကလည်းလက်ရှိလာမယ်ဆောင်းရသည်အတွင်းမှာဒါကျွန်တော်တရားဝင်ခေါ်ယူဖို့အတွက်စ조사သွားအောင်ဖြစ်တယ်။အဲ့ဒီအသင်းကကျွန်တဲ့တင်တော့မဟုတ်ကျွန်တော်ရဲ့အသင်းဖြစ်တဲ့တော်တန်ဟော့စပါအသင်းတော်တန်ဟော့စပါအသင်းရဲ့လက်ရှိဒါကျွန်တော်ဒီပြဖြစ်တဲ့ Thomas Frank ကကိုဘီမိုင်းနူကိုတော်တော်ကြီးကိုသဘောကျတဲ့မှာပါတယ်။ကိုဘီမိုင်းနူကိုလက်ရှိမှာ Manchester United အသင်းကသာရောင်းချဖြစ်ခဲ့မယ်ဆိုရင်စပါအသင်းကဒါကျွန်တော်အငှားဒီပိုင်လုံးမှာမဟုတ်ဘဲနဲ့အပိသက်တရားဝင်ခေါ်ယူပိုင်ခွင့်ကိုဒီနှစ်ဆောင်းရသည်မှာခရက်ကတရားဝင်ခေါ်ယူသွားဖို့အတွက်စ조사သွားမယ်လို့သိရတယ်မှာပါတယ်။စပါအသင်းရဲ့လက်ရှိဒါကျွန်တော်ကွင်းလယ်ပိုင်းမှာဒါကျွန်တော်တို့အတိ ည်တကြမဖြစ်သေးတဲ့ကျွန်မကိုယ်ယူမိုင်းလူသားရောက်လာခဲ့မယ်ဆိုရင်ပါလင်ညာမိုင်းလူဒါကျွန်တော်ဇာဗီစမွန်းဒါမို့ဒါကုနာမက်ဒီဆင်ဆိုတဲ့ပုံစံမျိုးကိုဒါစပါအသင်းနဲ့ဒါပြင်မှတ်ထားလို့သိရတယ်မှာပါတယ်မိုင်းလူကိုလည်းကျွန်တော်စပါပရိသတ်တော်များကသဘောချနေတဲ့တဲ့အတွက်ကြောင့်လို့တိတ်ပြီးတော့ပြဿနာမရှိဘူးလို့မြင်တယ်တကယ်သာရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့စပါအသင်းကစိတ်ဝင်စားဒါပေမဲ့ကစားသမားကိုယ်တိုင်ကတော့ရှင်းပါတယ်သူ့အနေနဲ့ပရီးမီးယားလိမှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ပြန်လဲရင်ဆိုင်ရမှာတက်ဆိုင်သူ့အနေနဲ့နိုင်ငံခြားထွက်ပြီးကစားတာကသူ့အတွက်ကပို့ပြီးတော့ကောင်းမယ်လို့ကစားသမားဘက်ကမှတ်ယူထားတာကိုတွေ့ရမယ်ကိုယ်မိုင်းလူနဲ့ပတ်သက်ပြီးအခုလက်ရှိမှာဒါကျွန်တော်တရေနေရေတီရေတီပေါ်လာ ခဲ့တဲ့သတင်းတစ်ခုကိုပြောပါဆိုရင်တော့အဲ့ဒါကဘာလဲလို့ဒါကျွန်တော်တို့ ပါစုနာအသင်းကလည်းစိတ်ဝင်စားတယ်ဒါပေမဲ့ပြဿနာကဒီအသင်းသုံးရင်းထဲမှာတရားဝင်တာငွေပေးပြီးခေါ်နိုင်မဲ့အသင်းတွေကမှဒါကျွန်တော်တို့နပိုလီနဲ့တော်တန်ဟော့စပါဖြစ်ပြီးတော့ပါစုနာအသင်းကလည်းရှိမှာကစားသမားတို့ကအငှကျိုက်နှစ်သက်မှပြီးသက်ခေါ်ယူပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးလုပ်ဖို့ရှိတယ်ဗောနော United ကလည်းရှိမှာကစားသမားကိုရောင်းပစ်ခဲ့မယ်ဆိုရင်တော့ Academy product ဖြစ်တဲ့ကြောင့်မျိုးမျိုးမြဲလူချင်းတဲ့ကြောင့်အပိသက်ရောင်းချမှုတွေကဒါကျွန်တော်အငှ plus အပိသက်ခေါ်ကိုခေါ်ပိုင်ခွင့်ပါတဲ့စာချုပ်တွေကိုပဲအဓိကဦးစားပေးသွားမယ်လို့သိရတယ်ဒီမှာပါပါတယ်အဲ့လက်ရှိမှာ Manchester United အသင်းရဲ့လက်ရှိတော်တော်လေးကို hot ဖြစ်နေတဲ့ prospect နောက်တစ်ယောက်ဖြစ်တဲ့ဒါကျွန်တော်တို့ 咳 sorry ပါရှေးလေစီပေါ့နော်ရှေးလေစီကိုရလည်းရှိမှာဒါ Manchester United အသင်းစီကနေပြီးတော့လူငယ်အသင်းကိုတော်တော်လေးကိုကစားသမားတော်တော်မြတ်ခေါ်ခြင်းတယ် Chelsea အသင်းကလည်းရှိမှာရှေးလေစီကိုခေါ်ယူခြင်းနေပေမဲ့ရှေးလေစီအနေနဲ့အခုလက်ရှိမှာဒါ Manchester United အသင်းမှာပဲဒါကျွန်တော်တို့အသင်းမှာပဲဆက်ပြီးတော့ရှိဖို့အတွက်ရာဂိုင်တို့များတယ်သူအနေနဲ့ဒါ Manchester United အသင်းနဲ့ပဲအတူတူဆက်ပြီးရှိသွားဖို့အတွက်ရာဂိုင်တို့နေများလာပြီးဆိုပြီးတော့တရင်တွေထွက်ပေါ်လာခဲ့တယ်ဒီကစားသမားလည်းရှိမှာ CD အသင်းကဒါကျွန်တော် Chelsea အသင်းကခေါ်ယူဖို့တဲ့စိတ်ဝင်စားပေမဲ့ကစားသမားက United မှာပဲဆက်ပြီးနေဖို့အတွက်ရာဂိုင်တို့များပါတယ်မြန်မာ့ကလစ်ပြီးကြအောင်ဗျမြန်မာ့ကလစ်မှာမြန်မာ့ င်မှာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ EC တွေ့ကြရပါဗောဒီပါဗျာ